ဂျပန်လိုပြောလိုက်တာနဲ့လူတွေတော်တော်များများကထွက်ထွက်ရှင်းနေလုံခြုံတဲ့နိုင်ငံအလားပါအနမေဂျီပေါ့ပရွန်အင်ဒပ်စထရီဒီပညာထုံးကားနိုင်ငံအဲ့ဒါတွေကိုပြည့်ဝမိကြပါပါတချို့နေရာတွေမှာတော့ယာကူဇန်တွေကဘလောက်ထိဆိုပါကြောင်းဘလောက်ထိရက်ဆက်ကြောင်းကြောက်ပူကြမှာထင်ပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်လုပ်နေကြတဲ့ဗီဒီယိုတွေနဲ့မတူပဲ1980လောက်မှာကလေးတွေကိုတက်ဖြတ်မှုအဖြစ်ဂျပန်နိုင်ငံမှာကြောက်ရွံ့ခဲ့တဲ့လူတယောက်အကြောင်းကိုလုပ်ပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကတဆိုက်ဘက်ကိုသွားတဲ့အတွက်ကြောင့်မလို့ sensitive ဖြစ်သူတွေအတွက်မကြည့်ဖို့အတွက်အကြံပေးချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဗီဒီယိုမှာအရင်ကိုဆိုးဝါးလာတဲ့အရာတွေပါတဲ့အတွက်ကြောင့်မလို့အတန်းငယ်သူတွေအတွက်မကြည့်ဖို့အတွက်အကြံ ပေးခြင်းပါတယ်ဒီလူကတော့မီယာဇာကီလို့ခေါ်ပါတယ်အသူကိုလူတွေကဒရက်မန်ဒလေးရက်ကဲခေလာဒရဂူလာလို့လည်းခေါ်ကြသလိုလူတွေပါသက်ဖြားမှာအများဆုံးခေါ်ကြနာမည်ကတော့ဥတာဂူခေလာလို့အများဆုံးခေါ်ကြရတယ်ပေါ့နော်အဲဘာဖြစ်လို့လူတွေတော်တော်များများကသူကိုဥတာဂူခေလာလို့ခေါ်ရတယ်လဲဆိုလို့ရှိရင်မီယာဇာကီကဥတာဂူတူဦးပီပီအနမီနဲ့မန်ကာကိုတော်လေးကိုကျနေတဲ့တယ်ပေါ့နော်သူလောက်ခဲ့တဲ့ပြစ်မှုတွေကြောင့်လူရဲ့အမြင်မှာဥတာဂူလို့ပြောလိုက်ရင်ကိုပဲယူချုံစရာကောင်းပြီးတော့ကြောက်စရာကောင်းတဲ့မကောင်းဆိုးရွားရွေသွားပြီးတော့ပြင်းပြလေးရှိကြတယ်အဲ့ဒီသူ့ရဲ့ရက်စက်ရုပ်မာတဲ့လောက်ရက်တွေကြောင့်ပေါ့နော်သူတရ ောက်တဲ့မဟုတ်ပဲနဲ့ဂျပန်နိုင်ငံမှာရှိတဲ့တခြားအိုတာကူတွေပါလူတွေတော်များများကအထင်သေးတဲ့မျက်လုံးတွေနဲ့ကြည်လာပြီးတော့ယွန်ဆရာကောင်းပြီးကြောက်ဆရာကောင်းတဲ့မျက်လုံးတွေပါကြည်လာကြတယ်ပေါ့နော်ဆိုတော့ तू ကဘယ်လိုပြင်းမှုတွေကိုကျွလွန်ခဲ့တာဆိုတာကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ तू လုခဲ့တဲ့ပြင်းမှုတွေကိုမပြောခင် तू ရဲ့ဘဝအကြောင်းကိုကျွန်တော်ပြောပြပေးသွားပါမယ်မီယာဆာကီကဝယ်တီကောင်းတဲ့မိသားစုကနေမွေးဖွားလာတာဖြစ်ပြီးသူ့ရဲ့မိသားစုကအောင်မြင်ကြောက်ကြတဲ့ဒရင်းစာကုမ္ပဏီတစ်ခုကိုပိုင်ဆိုင်ထားပါတယ်အခုတော့ तू လုခဲ့တဲ့လုပ်ရက်တွေကြောင့်အဲ့ဒီဒရင်းစာကုမ္ပဏီလည်းဖျက်သိမ်းခံခဲ့ရပါတယ်သူ့ရဲ့မိဘတွေကသူ့ကိုဂရုစိုက်ဖို့အတွက်လွန်လောက်တဲ့အချိန်မပေးခဲ့ပေမဲ့လည်းတင်းကျပ်ပြီးအောင်မြင်တဲ့သူတယောက် ဖြစ်ဖို့အတွက်ဖျားပေးခဲ့ပါတယ်။မီယာဆာကီကရှက်တက်ပြီးအထူးကျန်တဲ့လက္ခဏာတွေကသူ့ရဲ့ဘွားမှာအကြီးမားဆုံးအဟန့်တာဖြစ်ခဲ့ပါတယ်။နောက်ပြီးတော့သူ့ရဲ့မွေးရပါဖြစ်တဲ့လက်စစ်နဲ့လက်ကောက်ဝဲအယိုးပေါင်းဆက်ထားတဲ့ယောဂါနဲ့မွေးဖွားလာရတော့အเจ้าမှာသူ့ရဲ့ဆက်ဆောင်ရည်တွေကထိတ်ခိုက်စေပေမဲ့လည်းအတန်းထဲမှာထူးချွန်တဲ့ကြောင်းတရားဖြစ်ခဲ့ပါတယ်။အဲတချို့လူတွေကတော့ဒီမွေးရပါယောဂါကအဖေဖြစ်သူနဲ့အတော်တို့ရဲ့မျိုးလိုက်တာလို့လည်းပြောကြပါတယ်။အဲဒါကြောင့်မီယာဆာကီကမွေးခဲ့တဲ့ကကံကောင်းဝင်ပြည့်စုံတဲ့လူတရားတော့မဟုတ်ခဲ့ပါဘူး။အဲ့ဒီလိုခက်ခဲတွေကြောင့်ပညာရေးမှာတိတိတတ်တာကြဆင်းလာခဲ့ပြီးသူ့ရဲ့အိမ်မဲဖြစ်တဲ့တက္ကသိုလ်တက်ခွင့်မရတော့ပဲအစင်းနဲ့ကောလိပ်တစ်ခုမှပဲပညာသင်ယူပ ဖို့အတွက်ဆုံးဖြတ်ချက်ချက်ခဲ့ပါတယ်။အဲ့ဒီကာလတွေမှာသူကတင်းနစ်ကစားနေတဲ့မင်းကလေးတွေရဲ့ခြေထောက်တွေကိုကင်မရာနဲ့လျှို့ဝှက်ရိုက်ကူးခဲ့ပြီးတော့အပြာမကက်စင်းတွေကိုလည်းအတော်လေးဆွဲလန့်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူ့ရဲ့အပြာမကက်စင်းဆွဲလန့်မှုကတော်တော်လေးကိုဆိုးရွားလာပြီးတော့ကလင်းငယ်တွေရဲ့အပြာမကက်စင်းတွေကိုပါဆွဆွမ်းလာခဲ့ပါတယ်။ဆိုတော့ကလင်းငယ်တွေရဲ့အပြာမကက်စင်းဆိုတာကအဲအသက်မပြစ်သေးတဲ့ကလင်းငယ်တွေကိုပြောတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ဆိုတော့အဲ့ဒီအချိန်ကာလတွေမှာသူ့ရဲ့မိသားစုဝင်တွေကအလုရှုပ်နေချိန်သူနဲ့အတူတူရှိပေးတဲ့သူကတော့သူ့ရဲ့အဖိုးပဲဖြစ်ပါတယ်။သူ့ရဲ့အဖိုးနဲ့တော်တော်လေးကိုယဉ်နိလာခဲ့ပြီးသူ့ကိုတူးတီးတော့ဂူးဆိုင်ပေးတဲ့သူကသူ့ရဲ့အဖိုးပဲရှိတယ်ဆိုတာကိုသူနားလည်သွားခဲ့ပါတယ်။ တယ်ဒါပေမဲ့1988မှာတော့အဖိုးဖြစ်သူကစုံပွားသွားခဲ့တာကြောင့်မီယာဇာကီတယောက်လည်းစောက်တရာမရဒီပရက်ရှင်ဝင်သွားခဲ့ပြီးဂျပန်တမိုင်းတစ်လျှောက်မှာအဆိုးအဝါဆုံးရာသီဝက်ကျူးလွန်ဖို့အတွက်တွန်းအားပေးခဲ့ပါတယ်အဲ့ဒီနောက်မှာရာသီဝက်မှုကျူးလွန်ဖို့အတွက်သူ့ရဲ့တပ်ကောင်တွေကတော့မာရီကာနိုမာဆာရှိယိုရှိဆာဝါအေရီကာနံပါနဲ့အေယိုကိုတိုမိုတိုတို့ပဲဖြစ်ပါတယ်သူတို့အကုန်လုံးကအသက်၄နှစ်ကနေ9နှစ်ကြာရှိတဲ့ကလေးတွေပဲဖြစ်ပါတယ်ပထမအဆုံးအနေနဲ့မာရီကာနိုအသက်ခံတဲ့အကြောင်းကိုပြောပြပေးတော့ပါမယ်မီယာဇာကီကပထမအဆုံးလူသတ်မှုကို1988အောက်တိုဘာ22ရက်နေ့မှာစတင်ကျူးလွန်ခဲ့ပါတယ်သူ့ရဲ့မွေးနေ့အပြီးနောက်တစ်ရက်အကြာမှာသူ့ကိုယ်သူမွေးနေ့ င်းလက်ဆောင်ပေးဖို့အတွက်တငချင်းအိမ်မှာကစားနေတဲ့လင်းနစ်အရွယ်ကောင်းမလေးမာရီကာနိုကိုကားနဲ့ခေါ်သွားပြီးတော့သရအောင်မှနိုင်ကွက်စကားပြောပြီးလေပင်းညစ်ပြီးတော့ဒီနေ့တက်ခဲ့ပါတယ်ဒီတော့တဲ့ကောင်းမလေးရဲ့အလောင်းကိုလည်းအတားမှပြုတ်ကျင့်ပြီးသူ့အိမ်နားမှာရှိတဲ့တောင်ကုန်းလေးနားမှာအလောင်းကိုစွပစ်ခဲ့ပါတယ်ခနာကိုကိုပုတ်တိုးပျက်စီးရဲ့အထိခဏတာထားပြီးတော့ကောင်းမလေးရဲ့သွားနဲ့ချောက်တွေကိုထရိုဖီအနေနဲ့ဖျက်ယူခဲ့ပါတယ်ကျန်တဲ့အစိပ်ပိုင်းတွေအလုံးကိုတော့မီရှုပ်ပြီးသွားအချို့နဲ့အတူပြတွေကို box တစ်ခုထဲထည့်ပြီးတော့ post card နဲ့အတူတူမိသားစုစီပို့ပေးခဲ့ပါတယ် box နဲ့အတူပါလာတဲ့ post card တစ်ခုမှာမာရီကာနိုရဲ့အရိုးတွေကိုစုံစမ်းစစ်ဆေးပါလို့ရေးထားပါတယ်တခြားတစ်ဖက်ရဲ့ post ကတ်မှာတော့ Yugo Imata ဆိုတဲ့နာမည်တူနဲ့ပို့ထားတာဖြစ်ပါတယ်အဲဒီကိစ္စကိုရဲတွေကတစင်မီဒီယာမှာဖော်ပြထားတာကတော့မိသားစုစီပို့ခဲ့တဲ့အယိုးတွေကမာရီကာနိုရဲ့အယိုးတွေမဟုတ်ကြောင်းဖော်ပြထားပါတယ်အမင်းဖြစ်သူကလည်းသူ့ရဲ့တမီအသက်ရှင်နေသေးပါတယ်ဆိုတာကိုမျှော်လင့်ကြောင်း statement ထုတ်ခဲ့ပါတယ်あの全部を信用することはできないんですただあの文書はやはりマリを連れて行った人が書いたものだと思いますこれが人間として こんなことがどうして遺骨の中に手と足がなかったような気がするんですそうしますと天国に行っても歩けないんです物を食べることもできないんです是非もしあるんであれば全部返していただきたいてそして天国で歩けるように食べられるように ကျန်ခဲ့တဲ့သူမျိုးအဲ့ဒီ statement ကိုတွေ့သွားတဲ့မီယာဆာကီကသူ့ရဲ့ယူကိုအီမာတာနာမည်အတုကိုထပ်ပြီးတော့အသုံးပြုခဲ့ပြီးတော့ဒရင်းစာတိုက်ကနေစာရှိတစ်စောင်ကိုပို့ခဲ့ပါတယ်အဲ့ဒီစာထဲမှာမာရီကာနိုအယူရစ်ကို box ထဲထည့်ပြီးပို့ခဲ့တာကျွန်တော်ပါပဲမာရီကာနိုအမှုနဲ့ပတ်သက်တဲ့အရာတွေအကုန်လုံးကိုကျွန်တော်တယောက်ထဲကပဲစတင်တကျစီစဉ်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီစာကိုရေးပြီးပို့လိုက်တာကအကြောင်းပတ်ချက်ရှိပါတယ်ပထမဆုံးအနေနဲ့ box ထဲမှာရှိတဲ့အယူရစ်ကတနင်္လာဖြစ်ကြမလို့ပဲမာရီကာနိုရဲ့အယူရစ်ပဲဖြစ်ပါတယ်ဒါကိုသက်သေပြရမယ်ဆိုရင်ကျွန်တော်ကမာရီကာနိုကိုအနီးနားမှာရှိတဲ့တရားအောက်မြစ်တစ်ခုမှာရင်းနှီးသက်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော် TV ကြည့်တဲ့အခါမှာတော့ရဲတွေက ကာနိုရဲ့အယိုးတွေမဟုတ်ဘူးဆိုတာကိုထပ်ဆိုလာတာကြောင့်မာရီကာနိုရဲ့အမေကသူ့သမီးအပြင်မှာအသက်ရှင်နေသေးတယ်လို့ပြောလို့ပြောဆိုနေတာကိုကျွန်တော်မြင်လိုက်ရပါတယ်။ဒါပေမဲ့ကျွန်တော်ဒီကိစ္စကိုမှားယွင်းနေရလို့ခံစားနေရတာကြောင့်တည်တည်ချာချာရှင်းလင်းဖို့လိုကြောင်းခံစားလိုက်ရပါတယ်။ဒီအမှုကကျွန်တော်ကလွယ်ပြီးရဲတွေအပါအဝင်ဘသူကမှတည်တည်ချာချာအသေးသေးသိမှမဟုတ်ပါဘူး။ဒီစားကမာရီကာနိုကိုတက်ခဲ့တာဖြစ်ကြောင်းဝေခံစားရေးလိုက်ခြင်းဖြစ်ပါတယ်။မာရီကာနိုရဲ့အလောင်းကိုကုသွင်းပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်ဖျားသခင်နဲ့တိုက်ခိုက်ပါမယ်။ကျွန်တော်ကို15နှစ်လုံးလုံးမဖမ်းမိစေရပါဘူး။ကျွန်တော်တွေးဆောင်စီလို့တော့ကလေးများနဲ့တွေးဆောင်လာရင်ကျွန်တော်မျှော်လင့်ပါတယ်။ဒါကတခုတည်းတော့ဖျားသခင်နဲ့တိုက်ခိုက်တဲ့နေ ီလန်ဖြစ်ပါတယ်ဒီမှာသတိထားမယ့်ချက်ကမီယာဆကီရဲ့ဂျပန်လက်ရေးကဝါကြနဲ့တရာမမှန်ကန်တာကြောင့်တော်တော်လေးကိုခက်ခက်ခဲဖက်ခဲ့ရပါတယ်နောက်ပြီး15နှစ်လုံးလုံးမဖမ်းမိစေရဘူးလို့စာထဲမှာရေးထားတာဆိုတာကမာရီကာနိုရဲ့မိဘတွေကိုမခံမရဖြစ်အောင်ရေးထားတာဖြစ်ပါတယ်စဉ်းစားကြည့်ပါကိုယ့်ရဲ့သမီးကိုရဲဆက်ဆက်တက်သွားတဲ့လူသက်သမားက15နှစ်လုံးလုံးမဖမ်းမိစေရဘူးဆိုတဲ့စကားကမိဘတွေကိုတမင်သက်သက်ဒေါ်ရထွက်စေပါတယ်သူ့ရဲ့ဒုတိယသားကောင်ကတော့9နှစ်အရွယ်မာဆာမီယိုရှိဆာဝါပဲဖြစ်ပါတယ်တနေ့မှာတော့မီယာဆကီကကားမောင်းနေလမ်းဘေးမှာတွေ့လိုက်ရတဲ့9နှစ်အရွယ်မာဆာမီယိုရှိဆာဝါကိုကားနဲ့လိုက်ဖို့ပြင်မယ်ဆိုပြီးကန့်လန့်ခဲ့ပါတယ် ်ကောင်မလေးကလည်းလက်ခံလိုက်ပြီးကားပေါ်တက်လိုက်တဲ့အချိန်မှာတော့မီယာဇကီကကားကိုအရှိန်မြင့်မောင်းလိုက်ပြီးမာရီကာလုံကိုတက်ခတဲ့နေရာကိုပဲပြတ်ခေါ်သွားပါတယ်အဲ့ဒီနေရာမှာပဲတက်ပြစ်လိုက်ပြီးဝက်ဆာတွေကိုချုပ်ပြီးအိမ်ယူသွားခဲ့ပါတယ်မော်နီကီမော်နီကသမားလူကေဒမောသူတို့ချက်ရတဲ့မီယာဇကီ叩けなかったとこれがちょっとね本当に許してもらえるもんならまさみが苦しかったその思いをね ော်လာဒီနေရာအကျော်တရားတက်စီနောက်ထပ်သူ့ရဲ့တရက်သားကောင်ကတော့လင်းနစ်အရွယ်အရိကနံပါတ်ကောင်းမလေးကသူ့ရဲ့ငွေကြေးအိမ်ကနေအိမ်ပြန်လာချိန်မီယာဆကီကကောင်းမလေးကိုအတင်းအတာမှသူ့ရဲ့ကားတစ်ခုဆက်ခေါ်ပြီးကားပါကင်တနေရာကိုမောင်းသွားပါတယ်ကောင်းမလေးကိုဝတ်စားတွေချုပ်ခိုင်းပြီးတပ်ပုံတွေရိုက်ခဲ့ပါတယ်နောက်ပိုင်းမှာတော့ကောင်းမလေးကိုတက်ပစ်လိုက်ပြီးချောင်းနဲ့လက်ကိုနောက်ကျောင်းမှာခြေထားလိုက်ပြီးကားရဲ့နောက်ဖုံးတဲကိုဆောင်းတထဲနဲ့ဖုံးပြီးပိတ်လိုက်ပါတယ်အလောင်းကိုတော့သူ့လိုလိုပုတ်တော့ပြီးဖြစ်စီစီဖို့အတွက်ကားပါကင်အနီးနားမှာရှိတဲ့တောင်ကုန်းမှာသွားပြီးဆွံ့ပြထားခဲ့ပါတယ်သုံးရက်လောက်လည်းနေကောင်းမလေးရဲ့အလောင်းကိုရှာတွေ့သွားခဲ့ပါတယ်ဒီဇင်ဘာ20ရက်နေ့မှာ တော့မြက်ဆက်ကီကအေရီကာမိဘတွေစီပိုကက်တခုနဲ့ပို့လိုက်ပါတယ်ဒီစာထဲမှာအေရီကာအေအမီနေပြီးချောင်းဆိုးလက်ချောင်းနာအနားယူတည်ဆုံးပါပြီလို့ရေးထားပါတယ်သူရဲ့စတော့တာမြောက်ကားကောင်ကတော့ငါးနှစ်ရွယ်ရှိတဲ့အယောက်ကိုဆိုတဲ့ကောင်မလီကပြည်သူပန်းချက်မှာတယောက်တည်းကစားနေတာကိုမြက်ဆက်ကီတွေ့သွားခဲ့ပါတယ်တဖြည်းဖြည်းသူ့နာချင်းကပ်ပြီးတော့ဟဲ့ငါတို့ကစားနေတဲ့ပုံတွေအတူတူဓာတ်ပုံရိုက်အောင်ဆိုပြီးပြောခဲ့ပါတယ်ကောင်မလီကလည်းလက်ခံလိုက်ပြီးဓာတ်ပုံတွေအများကြီးရိုက်ပြီးတဲ့နောက်မှာတော့ကားထဲမှာနောက်ထပ်ဓာတ်ပုံတွေရိုက်အောင်ဆိုပြီးကားထဲကိုခေါ်ခဲ့ပါတယ်ကောင်မလီကကားထဲလဲရောက်တော့၄မိနစ်၅မိနစ်ကြာတဲ့အထိအယောက်ကိုကိုလေဘေးညှစ်တက်ခဲ့ပါတယ်ကောင်မလီရဲ့ ပါဇက်ကိုတိတ်နဲ့ပိတ်ခဲ့ပြီးရှောင်းနဲ့လက်တွေကိုချီလိုက်ပြီးတောင်ထက်ထဲနဲ့ကားနာဖုံးလေးကိုထည့်လိုက်ပါတယ်နောက်တော့ကောင်မလေးရဲ့အလောင်းကိုအင်ကိုတွေလာခဲ့ပါတယ်တင်းနေပြီဖြစ်တဲ့အာယုကိုအလောင်းကိုအတမ်းမပြုတ်ကျင့်ပြီးဗီဒီယို recording နှစ်ရက်လောက်ကိုရက်ခဲ့ပါတယ်အဲ့ဒါနဲ့တင်မချင်တဲ့သေးလို့ပုံသူဆွေးမြင့်သွားတဲ့အလောင်းကိုပါ search လုပ်ခဲ့ပါသေးတယ်အခုချိန်ဒီသူတက်ခဲ့တဲ့ကလေးတွေရဲ့မိဘတွေစီသူကဘလို့တက်ခဲ့ကြအောင်ဘလို့တွေလုတ်ခဲ့ကြအောင်ဘလို့တွေနှိမ့်ဆက်ခဲ့ကြအောင် podcast တန်းအတူတူစာတွေရေးပို့ခဲ့ပါတယ်ဒီတဲ့ပုံစိုးတာကကလေးမလေးတွေရဲ့မိဘတွေစီဖုံးခေါ်ခဲ့ပြီးတော့ဘာမှမပြောဘဲအသက်ရှူတန်တာပေးပြီးမိဘတွေဘက်ကဖုံးချတဲ့အထိစောင့်နေလေးရှိပါတယ်အဲ့ဒီဟာကိုပဲအချင်းချင်းခ က်ကလုပ်လို့ရှိပါတယ်ဒါပေမဲ့1989ဇူလိုင်23ရက်နေ့မှာတော့မီယာဇာကီတယောက်ကမ်းမောက်လာနေရင်ပန်းချက်မှာတူတူကစားနေတဲ့မနမနှစ်ယောက်ကိုတွေ့လိုက်ပါတယ်သူကအငယ်ဆုံးညီမလေးကိုသူနဲ့လိုက်ခဲ့ဖို့အတွက်လှည့်စားခဲ့ပါတယ်အခြေဆုံးကလေးမလေးကတော့ချက်ချင်းသူ့ရဲ့အဖေစီပြေးသွားခဲ့ပြီးညီမလေးလူစိမ်းတယောက်နဲ့လိုက်သွားတယ်ဆိုပြီးတိုင်ခဲ့ပါတယ်အဖေဖြစ်သူကလည်းချက်ချင်းရဲကိုဖုံးဆက်ပြီးတော့သူ့ရဲ့သမီးဖြစ်သူနောက်ကိုလိုက်သွားခဲ့ပါတယ်မီယာဇာကီကကားနဲ့ပန်းချက်နဲ့တိတ်မဝေးလာတဲ့တောအုပ်စီကိုမောင်းသွားခဲ့ပြီးတော့ကောင်မလေးကိုအဝတ်စားတွေချုပ်ကန်ပြီးတပ်ဖို့ရိုက်နေတဲ့အချိန်မှာပဲအဖေဖြစ်သူကအချိန်မရောက်လာခဲ့ပြီးတော့မီယာဇာကီကိုတိုက်ခတ်ခဲ့ပါတယ်မီယာဇာကီကလည်းကားကိုပြစ်ထားခဲ့ပြီးတောအုပ်ထဲကိုပြေးသွားခဲ့ပါတယ် ်အချိန်ကာလတစ်ခုထိကြာတော့မှကားကိုလာယူပို့လုပ်နေတဲ့အချိန်မှာပဲအဲ့ဒီအချိန်လေးကိုကြိုပြင်နေတဲ့ရဲတွေကရောက်လာပြီးမီယာဆကီကိုဖမ်းဆီးနိုင်ခဲ့ပါတယ်နောက်နေ့ရောက်တော့ရဲတွေကမီယာဆကီရဲ့အိမ်ကိုဝင်ရောက်ဆုံဆင်းလိုက်တော့ NMA နဲ့လူသက်သမားစက်ကားပေါင်း9000ကျော်လောက်ကိုရှာတွေ့ခဲ့ပြီးကလေးမလေးတွေကိုညှဉ်းပန်းနှိပ်စက်ထားတဲ့ဗီဒီယိုနဲ့တပ်ပုံတွေကိုလည်းရှာတွေ့ခဲ့ပါတယ်ပိုပြီးအံ့ဩစရာကောင်းတာကဒီငနေသားကရဲတွေတက်တဲ့တွေရှာသွေးသွားတာတော့ငါကလုံးဝဟွန်ရာမူဗီဆောင်ရဲအောင်ကြိုက်လို့ဆိုပြီးအဲ့အထာနဲ့ကိုပြောသွားသူကရဲတွေသူဖမ်းဆီးခံရပြီးနောက်မှာတော့သူ့ရဲ့မျက်နှာကို TV တွေမှာထုတ်လွှင့်ခဲ့ပြီးတော့ဂျပန်နိုင်ငံကလူတွေအကုန်လုံးကလည်းပါဇက်အဟောင်းသားနဲ့ထိတ်လန့်တကြဖြစ်သွား ခဲ့ပါတယ်ရဲတွေကမီယာဆာကီရဲ့အိမ်တစ်ခုလုံးကိုရှာဖွေနေတဲ့အချိန်မှာသူ့အိမ်ရှေ့ရဲ့ကွင်းပြင်မှာနောက်ထပ်အယိုးဦးကောင်းဦးကုန်တစ်ခုကိုလည်းရှာဖွေတွေ့ရှိခဲ့ပါတယ်မီယာဆာကီရဲ့လုပ်ရက်တွေကမီဒီယာတွေရဲ့အအောင်ဆွမ်းကျင်ကိုခံခဲ့ရပြီးဂျပန်နိုင်ငံကလူတွေအကုန်လုံးလည်းဂျပန်တမိုင်းတစ်လျှောက်မှာရုံးစရာအကောင်းဆုံးလူသားဖြစ်သတ်မှတ်ထားခဲ့ပါတယ်သူ့အနာမည်ကိုကြိုက်နေတတ်မှုကြောင့်သူ့ကိုလူတွေအကုန်လုံးကအိုတာကူလူသက်သမားလို့ခေါ်လာကြပြီးဂျပန်နိုင်ငံမှာရှိတဲ့အိုတာကူတွေအကုန်လုံးကိုလည်းရုံးစရာကောင်းပြီးကြောက်ရွံ့ကောင်းတဲ့လူတွေလို့လူများစုကမြင်လာကြပါတယ်မီယာဆာကီရဲ့လုပ်ရက်တွေကသူ့ရဲ့မိသားစုဂုံသိက္ခာတွေကိုပါညှို့နှိုင်းပျက်စီးစေခဲ့ပြီးဖခင်ဖြစ်သူကိုယ်တိုင်ကသူ့အတွက်ရှင်းနေကငှား ားဖို့အတွက်တောင်ပတ်စံမပေးရင်ခဲ့ပါဘူးသူကစုံစမ်းစစ်ဆေးနေတဲ့အချိန်မှာလဲမီယာစကီရဲ့ထွက်ဆိုမှုတွေမှာအမှန်တရားအလိမ်ညာတနည်းဖြစ်ကြတဲ့အကုန်လုံးရောထွေနေခဲ့ပါတယ်သူကစုံစမ်းစစ်ဆေးနေတဲ့အခါမှာသူ့ရဲ့လုပ်ရက်တွေကကျွတ်လူသားလို့ခေါ်တဲ့လူကလုံနေတယ်လို့ထွက်ဆိုခဲ့ပါတယ်အဲ့ဒါနဲ့အာနာပိုင်တွေကစစ်ဆေးရုံ၃ရောက်ကိုခေါ်ပြီးစုံစမ်းစစ်ဆေးလိုက်တဲ့အခါမှာတော့ပထမဆုံးစစ်ဆေးရုံကတိပိုင်းဆိုင်ရာကနိုးကြပြီးသူ့ရဲ့လုပ်ရက်တွေကိုအပြည့်အဝအဝဲဖြစ်တယ်လို့ဖြစ်ကြခဲ့ပါတယ်ဒုတိယစစ်ဆေးရုံကတော့သူ့မှာကင်စကိုဖိနီးယားယောဂါရှိပေမဲ့လဲကောင်းကျင်းဆိုးကျင်းကိုခွဲခြားနိုင်ပြီးတိုက်တန်တစ်ခုထိထိရောက်နိုင်တယ်လို့ဆိုပါတယ်ကင်စကိုဖိနီးယားဆိုတဲ့အဓိပ္ပာယ်ကတော့အမှန်တရားပြော ောရင်အပြင်လက်တွေ့ဘဝနဲ့အစကူးရင်ခြေနေကိုခွဲခြားသိမြင်နိုင်စွမ်းမရှိတာကိုပြောတာဖြစ်ပါတယ်တတိယစိတ်ထရံဝင်ကတော့သူ့မှာ multiple personality disorder ရှိပြီးကလေးမလေးတို့ရဲ့မိသားစုတွေစီစာရင်းပြီးပို့တဲ့အခါမှာသုံးတဲ့နံပါတ်တွေကသူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့လူတွေရဲ့နံပါတ်လို့ကောက်ချက်ချလိုက်ပါတယ် multiple personality disorder ဆိုတာကခန္ဓာကိုယ်တစ်ခုထဲမှာလူတွေအများကြီးနေတာကိုခေါ်ပါတယ်နားလည်အောင်ရှင်းပြရရင် my hero academy အနီမေးထဲမှာ twice ဆိုတဲ့ villain ကကိုပွားတွေအများကြီးထုတ်လိုက်ရင်သူ့ရဲ့ကိုပွားတယောက်ချင်းစီက personality တစ်ခုစီနဲ့မွေးဖွားလာပါတယ်အဲ့ဒါကို dissociated identity disorder လို့လည်းခေါ်ပါတယ် miyazaki စီမှာ personality ထိ၄ခုရှိပြီးစိတ်ပိုင်းဆိုင်ရာအပြည့်အဝမတည်ငြိမ်သူမဟုတ်ဘူးလို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။မင်းရဲ့မိဘတွေဘလို့နေလဲ။អော်ကြတယ်။သူတို့တွေអော်ရင်ဘလို့အတန်တွေနဲ့អော်လဲ။ပြဆိုနေရအတန်တွေပဲ။သူတို့တွေရဖြစ်နေတယ်လို့ထင်လား။ထင်တာပဲ။သိသိတာတော့ကြုံနေရတော့မဟုတ်ဘူး။မင်းရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့နောက်ထပ်တစ်ယောက်ကဘလောက်ထိကြီးလဲ။နောက်ထပ်တော့ဒီနေ့ပြီးတယ်။ ကိုယ်စေအကိုင်တော့တော့ရှိတယ်။သူအခုဘယ်နှမှာရက်နေလဲ။ဘာလဲတပီတာပေါ့ကွာပါရှိတယ်။မင်းရဲ့ခရကုတဲမှာရှိတဲ့လူရဲ့လောက်ရက်တွေကိုတားဘူးလား။ဒါမှမဟုတ်မင်းကိုယ်တွေမေးဘူးလား။သူကြည့်ရတာလေ။စေလို့ရှာမပုံမပေါ်တော့ဒီတိုင်းမှတန်းကြည့်နေမိတယ်။သူကကြည့်ရတာဘယ်လိုခံစားရလဲ။အဲစားကြောင်းနဲ့ပဲသူကကြည့်နေမိတယ်။ ဲ့ဒါဆိုရင်ကောင်မလေးရဲ့အသားတွေကိုထိတာအလောင်းတွေကိုပြင်ဆင်ရတွေကမဲခန္ဓာကိုယ်ထဲမှာရှိတဲ့နောက်ထပ်တစ်ယောက်ကလုပ်နေတာပေါ့ဟုတ်ကဲ့အဲ့ရတွေအကုန်လုံးကိုသူ့ဘက် easy စီဒီနဲ့ပြတ်လုံနေတာဒီနေရာမှာပြောတာတခုရှိတာကမီယာဇာကိနေနဲ့ဒီပြုံးတွေအကုန်လုံးကိုသူ့ကိုယ်ထဲမှာရှိတဲ့သူနောက်တစ်ယောက်ကလုပ်နေတာကိုမြင်နေလို့ပြောလိုက်တဲ့အချိန်မှာစိတ်ဆရာဝင်တဲ့အကုန်လုံးကတန်းနဲ့ဝင်သွားကြပါတယ်ဘာဖြစ်လို့ဆိုတော့ Siskovania ဆိုတဲ့ယောဂါကအပြင်လက်တွေ့ဘဝနဲ့စိတ်ကူးရဲ့ဘဝကိုခွဲခြားသိမြင်နိုင်စွမ်းမရှိပါဘူးသူပြောနေရတာအကုန်လုံးက Siskovania ယောဂါနဲ့မကိုက်ညီလို့ Multiple Personality Disorder ဆိုတဲ့ယောဂါနဲ့လည်းမကိုက်ညီပါဘူး Multiple Personality Disorder ရှိတဲ့သူတွေက သူ့သူ့ကိုယ်ထဲမှာရှိတဲ့သူနောက်တစ်ယောက်ကအပြင်လက်တွေ့ဘက်မှာလှုပ်ဆောင်နေတဲ့အရာတွေကိုသူတို့ကိုယ်သူတို့မှတ်မှတ်မိပါဘူးအဲဒါကြောင့်မို့သူပြောနေတဲ့ဟာတွေကကေစကိုဗိနီးယားယောဂနဲ့လည်းမကိုက်ညီသလို multiple personality disorder ယောဂနဲ့လည်းမကိုက်ညီပါဘူးမင်းအနေနဲ့မင်းကိုယ်ထဲမှာရှိတဲ့ကြွက်လူသားကိုဘယ်နှခါလောက်မြင်ဘူးလဲဟိုနေ့ကလောက်တော့မြင်ဘူးတယ်တွေ့တဲ့အချိန်မှာရောသူတို့ဘယ်နှရလောက်ထွက်လာလဲစေရလောက်ထွက်လာပြီကျွန်တော်ကိုယ်သူကိုယ်လုံးဝိုင်းထားတယ်သူတို့ဘယ်လောက်ထိကြီးလဲမျက်နှာတွေကတော့တာမန်လူပြတ်ပြင်းလေးပူကြီးတယ်သူတို့ဘယ်လောက်ထိအရက်ရှည်လဲဒီလောက်လောက်ပေါ့ မြတ်စကိကကောင်းမလေးတွေကိုဘရောမမတက်ခဲ့ဘူးလို့ပြောပါတယ်။တက်လိုက်တဲ့သူကကျွတ်တူသားကိုရိုင်းလို့လည်းပြောပါတယ်။ဒီအမှုကိုအကုန်လုံးစုံစမ်းစစ်ဆေးပြီးတဲ့အခါမှာတော့စိတ်ဆရာဝန်၃ယောက်ကမြတ်စကိစီမှာဒီအမှုနဲ့သက်ဆိုင်တဲ့ဆေးရောက်ကမရှိဘူးလို့ထပ်ဆိုခဲ့တဲ့အတွက်ကြောင့်မလို့တရားရုံးကမြတ်စကိကိုသူ့ရောက်ထားတဲ့အပြစ်တွေကိုသူ့ရဲ့ကိုယ်ထဲမှာဘရော့ဒုံကမှမရှိခဲ့တဲ့ကျွတ်တူသားကိုအပြစ်ပုံချခဲ့တဲ့အတွက်ကြောင့်မလို့တည်တံချမှတ်လိုက်ပါတယ်။တည်တံပေးပြီးတဲ့အခါမှာတော့တူချိုအချင်းထောင်ကနေမိခင်ဖြစ်သူကိုမြတ်စကိရဲ့အယိုးပြတွေကိုလာယူဖို့အတွက်ပြောခဲ့ပေမဲ့လည်းမိခင်ဖြစ်သူကအယိုးပြတွေကိုတပြက်စီလှည့်ပြီးအမှတ်ပုံနဲ့လွတ်ပြေးလိုက်ပါလို့ပြောလိုက်တယ်ပေါ့နော်။ဆိုတော့အဲ့လိုအတိအကျမပြောလိုက်ပေမဲ့ ှန်လဲအဲ့လိုသဘောမျိုးတော့ရောက်တာပေါ့နော်တချို့သူတွေရဲ့ပြောကြချက်အရာကတော့အဲ့ဒီတင်ရင်ကုန်းမှာနာမည်မရှိတဲ့အုပ်ကူမြုံလွှင့်ထားတယ်လို့ပြောကြသလိုအဲ့ဒီတင်ရင်ကုန်းမှာတည်တံ့ကြပြီးတအချင်းသားတွေရဲ့အယုတ်ပြတွေကိုထားတယ်လို့ပြောကြသလိုအဲ့ဒီတင်ရင်ကုန်းမှာနာမည်မတက်ထားတဲ့သူတွေကိုရှေ့ခုံးလို့မရသလိုဂါရာပြုတ်ကွင်လည်းမရပါဘူးအဘောကပြောခဲ့သလိုပဲမီယာဆာကီရဲ့လောက်ရက်တွေကသူ့ရဲ့မိသားစုဂုံတိတ်ခါကိုညှို့နှက်ပစ်စီစေခဲ့ပြီးအဖေဖြစ်သူကကိုကိုကိုအဆုံးစီရင်ခဲ့ပါတယ်သူနေခဲ့တဲ့အိမ်မီယာတွေကိုလည်းရောင်းချခဲ့ပါတယ်အမေဖြစ်သူကလည်းသူ့အတိုင်းဝန်ကနေထွက်သွားခဲ့ပြီးသူ့ပမာနေတဲ့ဆိုတာကိုဘယ်သူမှမသိခဲ့သလိုအမဖြစ်သူကလည်းလောက်ကနေအတင်းကျပ်ထွက်ခံခဲ့ရပါတယ်သူ့ရဲ့ဦးလေးကလည်း အလုတ်ကနေငိမ့်စားယူခဲ့ပြီးမိမဖြစ်သူရဲ့နာမည်ကိုကာကွယ်ပို့အတွက်ကွာရှင်းခဲ့ရပါတယ်သူတို့မိသားစုအောင်မြင်ခဲ့တဲ့သတင်းစာကုမ္ပဏီလက်ဖြတ်သိမ်းခံခဲ့ရပြီးဒီအမှုနဲ့ပတ်သက်တဲ့နေရာတွေအကုန်လုံးကိုလည်းချက်ပိတ်ခံခဲ့ရပါတယ်အဲ့ဒါကြောင့်မလို့အနေမေထဲမှာ လုံလီကုံတော့ပြောလိုက်ရင်တချို့လူတွေတော်တော်များများကယုံရှားပြီးကြောက်ရကောင်းတဲ့မျိုးလုံးနဲ့ကြည့်ကြတာများပါတယ်။တချို့ကြတော့လေလုံလီကုံကိုဟာတာနေရထဲတာရှိပါတယ်။တကယ်ချင်းတွေထဲမှာလုံလီကုံကြိုက်တဲ့သူတွေရှိရင်ဝိုးဝဲမှနေဖို့အတွက်အကြံပေးခြင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုအိတ်နေတဲ့အချိန်မှာပင်တက်ချသွားနိုင်ပါတယ်။အဲ့ဒါကြောင့်မလို့တရိပ်ထားနေကြပါ။ဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးကဒီလောက်နဲ့ရန်နာပါတော့မယ်။ဒီလိုမျိုးဗီဒီယိုကိုသဘောကျရင်ထပ်ပြီးတော့ကျွန်တော်ထပ်လုပ်ပေးပါမယ်။ကဲအားလုံးပဲဒီဗီဒီယိုလေးကိုကြည့်နေတဲ့အရင် like and share လေးနဲ့ကူညီပေးတော်လို့ရပါတယ်။နောက်ဗီဒီယိုကြရင်ပြန်တွေ့ပါမယ်။